မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တဲ့ရွေးကောက်ပွဲကိုညှင်းပယ်ရန်နှင့်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပြီးရန် ASEAN တို့ NUG CRPH NUCC နဲ့တိုင်းသားတော်လှန်ရေးတပ်များအပါအဝင်အဖွဲ့20ကတောင်းဆိုရဲဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲမဆိုညင်းပယ်ရနဲ့အတိမတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပြီးရန်အာဆီယံတို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင် KPICT KNI, KNPP, IEC အပါအဝင်တော်လှန်ရေးတပ်များနှင့်အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါရယ်။မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်ပြီးမြမအရေးအတွက်ဖြည့်ရှင်ရေးအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ NUCC အမျိုးသားညီညွတ်ရေးအထိုင်ပင်ခံကောင်စီ CRPH ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများတိုင်းသားရေးရာအထိုင်ပင်ခံကောင်စီများ Federal Unit များနှင့်အခြားသောကုစားပြုအဖွဲ့အစည်းများအပါအဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစားပြုထားသည် အဆိုပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျပ်တဲကိုဖြေရှင်းရင်းအကြံဖတ်မှုများရည်စဲရင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရင်းအလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောက်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းရင်းမဟာဗျူဟာနှင့်အကြံပြုချက်များကိုအကောင့်ထည့်ဖို့ရေးအလုံးပါဝင်သောပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရပါသည် မြမအရေးဆွေးနွေးပွဲတွင်အဓိကသက်ဆိုင်သူများအလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြမနိုင်ငံတွင်ဆိုးရွားလာနေသည့်အခြေအနေအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူ့အခွင့်အရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရပါသည်။အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထည့်ဖို့ရည်လက်ခံအတည်ပြုထားတော်လဲဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထည့်ဖို့ရည်အကန့်အသတ်ညာရှိနေမှုအပေါ်စိုးရိမ်ကြကြောင်း စစ်တပ်ကရဲသားများအပေါ်အကြံဖတ်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညင်အပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလှလှရှုလျက်ရှိကြောင်းသိရပါတယ်။မလေးရှားနိုင်ငံကကမာကထပြုလုပ်ခဲ့သောမြမအရေးဆွေးနွေးပွဲများတွင်စစ်တပ်ရွေးကောက်ပွဲညင်းပယ်ရန်တော်လည်းတက်များအကြစူးစီးညှိညွတ်မှုတိဆောက်ရန်အာဆီယံကပြည့်ပြည့်သားသားအရေးယူဆောင်ရွက်ရန်အလုံးပါဝင်သောနိုင်ငံရေးတွဲဆုံဆွေးနွေးမှုအကောင့်ထဲဖော်ရန်ဒေတာတွင်တည်ငြိမ်အေးချမ်းရေးဟုသောရည်ရွယ်ချက်၆ခုကိုရလဒ်များအဖြစ်ရရှိခဲ့ကြောင်းသိရပါသည် ထို့ပြင်တွဲဆောင်ဆွေးနွေးပွဲများတွင်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လည်းသဘောတူညီထားကြောင်းသိရပါသည်ထို့ကြောင့်အာဆီယံအနေဖြင့်အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲမဆိုညင်းပယ်ရန်နှင့်အတိအမှတ်မပြုရန်အယက်သားများအကြံဖတ်မှုမှအကောက်ွယ်နိုင်ရေးအရေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရန်စစ်တပ်၏အကြံဖတ်ရက်ဆက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်သမရအိုးဝင်းမြတ်ပါဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိချက်ချင်းလှုပ်ပေးရေးတောင်းဆိုပေးရန်တော်လှန်ရေးအဖွဲ့များကစူပေါင်းတောင်းဆိုပါရယ်။ရှင်ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမာရေးအရေးယူမှုအာဆီယံအစည်းအဝေးများမှဖေရှားအရေးယူရန်စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရေးနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူရန်တောင်းဆိုထားပါတယ်။အဆိုပါကြေညာချက်တွင် NUG, CRPH, NUCC တို့နဲ့အတူ ABSDF, CNF, KPICD, KNPB, IEC, Montayenda, MSFC, NNSB, AD, PNFC, PNLO, ရန်ကုန်လွှတ်တော်ကဲ့သို့သော Federal Union များစုစုပေါင်းအဖွဲ့အစည်းနှင့်တက်စုစုပေါင်း20ခုပါဝင်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးလာရှိုးမြို့ခမရတိုင်းထဲမှာစစ်ကောင်စီတပ်ကကရုတ်ချင်းဆက်သွယ်ရေးမြောင်းအခိုင်အမာပြုလုပ်ပြီးခံစစ်ပြင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှုမြို့အခြေစားအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တဲမှာစစ်ကောင်စီတပ်ကကရုတ်ကျင်းဆက်သွဲရေးမြောင်းတွေအခိုင်မာလုပ်ပြီးခန့်စစ်ပြနေတယ်လို့ရမခတိုင်းတွင်တဲ့ကအခြေအနေကိုသိတဲ့စစ်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါရယ်ရမခတိုင်းထဲမှာအင်အားရနေကြီးအုံပြုပြီးကရုတ်ကျင်းဆက်သွဲရေးမြောင်းနဲ့ဘန်ကာရီကိုအခိုင်မာပြုလုပ်ထားပြီးလက်နက်ကြီးနဲ့ဟောင်ဝိဇာလက်နက်ကြီးတွေကိုလည်းဖြစ်ခတ်ဖို့အသင့်ပြန်ထားတယ်လို့ဆိုပါရယ်ဒီကောင်တွေတိုင်းထဲမှာကရုတ်ကျင်းဘန်ကာဆက်သွဲရေးမြောင်းတွေကောင်းကောင်းတူထားတယ် အခြေအနေဘလို့လာမလဲတော့မသိရဘူးဒီကောင်တွေဒီဘက်ပြီးရင် MNDAA ကိုပါပြန်ချမယ်ထင်နေဟောင်းဝက်စာလက်နက်ကြီးရောပြင်ဆင်ထားတယ်လို့လာရှိုမြို့ကန်စီရီတရင်ချင်းမြတ်တူကသတင်းဌာနကိုပြောပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စီစက်မှုကြောင့်ကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှိုမြို့ပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ AP လတဲ့ကစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်လက်ရှိလာရှိုမြို့ထဲမှာစစ်ကောင်စီတပ်အင်အားထောင်ကြီးဖွင့်ရောက်ရှိနေပြီးစစ်စေးရေးဂိတ်တွေကိုလည်းရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာနေပြီး ဟိုကန်တက်ထိန်းချုပ်ထားတဲ့မျိုးရှောင်လန်းအနေအထိရောက်လာနေပြီလို့သိရပါတယ်။ဒါပြင်လာရှုမျိုးတွေမှာထောက်လန်းရေးဆရာဖအဖွဲ့လည်းယာနဲ့ချီရှိနေပြီးအဲကနေတဆင့်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့မျိုးတွေဘက်ကိုဆေလွတ်ထားနေတယ်လို့ဖန်စီခံထားရတဲ့ထောက်လန်းရေးတွေကထွက်ဆိုပါတယ်။လက်ရှိမှာတော့လာရှုမျိုးတွင်ဆနေရက်ကွက်ကိုသာစစ်ကောင်စီတက်ထိန်းချုပ်ခွင့်ရပြီးမျိုးဘေးကနေရာအလုံးကိုကိုကန်တက်ကဝိုင်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းကိုကန်တက်ထိန်းချုပ်ထားတဲ့တိန်နီမျိုးကိုစစ်ကောင်စီကပြန်တောင်းနေပြီးကိုကန်တက်ဘက်ကလည်းလက်ခံခြင်းမရှိသေးပါဘူးဆက်လက်ပြီးတရုတ်ကုန်စည်တွေကိုတရားရာဂိုင်းလုံးစီးကျက်ခွန်သတ်မှတ်ကြောင်းဂျော်နီထရန့်ကျင်ညာတရုတ်ကကဘာကြီးကိုဒဇာကန်လောက်တာခွင့်ပြုစရာအကြောင်းမရှိပါဘူးတရုတ်နိုင်ငံရဲ့ရက်တီချက်ကရန်လိုပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တရုတ်သွင်းကုန်တွေအပေါ်တရားရာဂိုင်းလုံးထပ်တိုးစီးကျက်ခွန်သတ်မှတ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောက်ချာနေမှာကြေညာခဲ့ပြီး သမရရှိခြင်းဖြင့်နဲ့ထိပ်သီးဆွေးနွေးပွဲကိုပယ်ဖျက်မယ်လို့ချိန်ချလိုက်ပါတယ်။တရုတ်သွင်းကုန်တွေအပေါ်ထပ်တိုးစီးကြက်ခွန်တက်မှတ်မှုဟာနိုဝင်ဘာတရက်မှာအာနာတီလာမှာဖြစ်ပြီးတရုတ်ရဲ့မြေရှားတပ်ထုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့်အခုလိုလက်တော့ပြန်လာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စီတွေကို30ရာခိုင်နှုန်းစီးကြက်ခွန်တက်မှတ်ထားပြီးတရုတ်ကအမေရိကန်ပို့ကုန်တွေအပေါ်10ရာခိုင်နှုန်းစီးကြက်ပါတယ်။ မြေရှားသတ္ထုတင်ပို့မှုကိုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြထားတဲ့စာရီကိုတရုတ်ကကမ္ဘာတဝန်းရှိတိုင်းပြည်တွေထံပေးပို့ခဲ့တယ်လို့၎င်းကလူမှုကွန်ရက် Trust မှာရေးသားခဲ့ပါတယ်။တရုတ်ကကမ္ဘာကြီးကိုတစားကန်လောက်တာခွင့်ပြုစရာအကြောင်းမရှိပါဘူး။တရုတ်နိုင်ငံရဲ့ယက်တီချက်က ရှံလိုပါတယ်လို့သူကဆိုပါတယ်။လွန်ခဲ့သောနှစ်ပတ်ကတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့အေပတ်ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့တွေ့ဆုံဖို့စီစဉ်ထားပေမယ့်လက်ရှိမှာထိုးထုတ်လုပ်စရာအကြောင်းမရှိကြောင်း Donald Trump ကဆက်ပြောပါတယ်။ ရေရှားတတ်တူဟာစမတ်ဖုန်းနဲ့လျှက်စစ်ကာမှဆစ်လက်နဲ့နဲ့စွမ်းအင်နီးပညာအထိထုတ်လို့ရမှာအရေးကြီးပြီးတရုတ်ကကမ္ဘာမြေရှားတတ်တူထုတ်လုပ်မှုကိုချုပ်ကန့်ထားပါတယ်။ရှီကျင်းဖင်နဲ့အစည်းအဝေးကိုသူဖြတ်သိမ်းခဲ့တာမဟုတ်ဘူးလို့ဒေါ်နယ်ထရန့်ကနောက်ပိုင်းဘဲဥပုံခန်းမှာမှသတင်းတောက်တွေကိုပြောပါတယ်။ဆလဘီဆလင်းမြို့နယ်လင်းစင်တိုက်နယ်ရေစခန်းကိုဝင်ရောက်တိုက်ခိုက်မှုဘန်ကာတလုံးသားချန်ချင်းအချမ်းဖတ်စစ်တပ်ကလူရင်ဖြစ်ပုံကျွေပြန်ဆုတ်ခွာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် နတလင်းတွင်လည်းအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပွားနေပါသည်။မကွေးတိုင်းစလင်းမြို့နယ်လင်းစင်းတိုက်နယ်ရေစခန်းကိုဝင်းရောက်တိုက်ခိုက်မှုဘန်ကာတလုံးသားကြံ့ချိန်စစ်တပ်ကလေကြောင်းဖြင့်ပုံကျဲ၍ပြန်ဆုတ်ခွာသွားရကြောင်းမင်းဘူးခရိုင်တရင်ငါးကသတင်းထုတ်ပြန်ပါသည်။အော်တိုဘားလ၈ရက်နေ့နဲ့နဲ့9ရက်ခန့်အချိန်စလင်းမြို့နယ်လင်းစင်းတိုက်နယ်ရေစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကအပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း လင်းစင်းတိုက်နယ်ရဲစခန်းဤဘိုတဲကုံအထိရရှိခဲ့ပြီးလင်းစင်းအဝင်ကုတ်ကိုပင်အောက်ရှိစစ်တပ်ဘန်ကားတလုံးကြန့်ရှိနေ၍တိုက်ခိုက်နေစဉ်စစ်တပ်ကရင်းနှီးနှက်နှက်9:34မိနစ်ချိန်မကွေးလစ်တမ်းမှဂျက်ဖိုက်တာဖြင့်ပုံချခြင်းဆက်လက်နဲ့ပြစ်စီပြစ်ခတ်ခြင်း3ချိန်ပြုလုပ်ခဲ့ကြောင်းထို့ကြောင့်တပ်ပြန်ဆုတ်ခဲ့ရကြောင်းအဆိုပါရဲစခန်းကိုတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှအထိခိုက်အများအပြားရှိပြီးထော်လန်ရေးရဲဘော်တအူးချဆုံးခဲ့ကြောင်းသိရပါသည် အဆိုပါစစ်စင်ရေးကိုမင်းမှုခရိုင်အမှတ်ကတက်ရင်တက်ခွဲနှင်းမင်းမှုခရိုင်အမှတ်ကတက်ရင်ထုံတပွဲဆလင်းပလာဖာဒေါင်းညီနောင်မျိုးပြပြောက်ကြားအဖွဲ့မင်းမှုခရိုင်ဖကဖထုတ်လို့ရေးအဖွဲ့ပူပေါင်း၍တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အလားတူပဲခူးတိုင်းနတ်တလင်းမြို့နယ်စဲကန်ရွာအနီးအကြံဖတ်စစ်တပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သားများ၏တိုက်ခိုက်မှုအခြေအနေကိုစုံစမ်းဆဲဖြစ်ကြောင်း Warma Revolution Army ၏တက်ခွဲမှုဗိုလ်လက်ရာကသတင်းဌာနကပြောကြားပါသည် အော်တိုဘာလ17ရက်နေ့ည10:00နာရီ10မိနစ်အချိန်တွင်အကြံဖတ်စစ်သားများနှင့်တရင်3800တိတပ်ခွဲလီ BRE တပ်ဖွဲ့ဝင်များတီးတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်သားများခင်းပုံးဝင်နေသည့်မိရှိရာနေရာကိုတီချာပစ်ခတ်နိုင်ခဲ့ပြီးအကြံဖတ်စစ်သားများထိခိုက်မှုရှိနိုင်ပြီး BRE တပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စဲကံရွာမှာမနေ့ကနေ့လယ်အထိစစ်တပ်ကဆိုင်ကယ်တွေစစ်နေတာကိုတော့ကြားတယ်။ညနေကျပြင်ပုံကိုပြန်ဆုတ်တယ်ကြားထားတာဗျာ ူတို့ကအကုန်ပြန်မစုပ်ပဲကင်းပုံးတွေချထားခဲ့တာကျွန်တော်တို့ကင်းပတ်ရင်သူတို့ကင်းပုံးတွေရဲ့ဖုံးမိအောင်ကိုမြင်လိုက်လို့ကိုဘက်ကစပြစ်ခဲ့တာပါထိခိုက်မှုရှိဖို့များပါတယ်အရန်လည်းမဝေဘူးလေမီးအောင်နေရာကိုတေချာချိန်ပြလိုက်တော့သူတို့ဘက်ကတမ်းမပြနိုင်ဘူးအပြန်လန်ပြစ်ခတ်ပြီးရန်သူအခြေအနေနဲ့အင်အားကိုအတိအကျမသိတဲ့အတွက်အမြန်ပြန်ဆုတ်ခဲ့ရပါတယ်ဟု VIA တက်ခွဲမှု Volleyer ကသတင်းဌာနကိုပြောကြားပါတယ်